မင်္ဂလာပါရှင်။ Audio Bounce မြန်မာ YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီစနေတိုင်းမှာစိတ်ဝင်စားဖွယ်ရာဇလံကောင်းတွေကိုရွေးချယ်တင်ဆက်ပေးနေပါရစေ။ဒီကနေ့မှာစာရေးဆရာမင်းဟင်ခန့်ဥတ္တာဒီပါရှိတာထားတဲ့မရဏရွာသူဇလံတဲ့မှတောင်းတော်ရွှေပုပ်ပါဇလံကိုတင်ဆက်တော့မှာဖြစ်ပါတယ်။တင်ဆက်မှုမစခင်မှာ Channel ကို Like နဲ့ Subscribe နဲ့အားပေးဖို့တောင်းဆိုချင်ပါတယ်။ဇလံအစ်တွေတင်နိုင်သိရှိစေဖို့အတွက်ဘေးနားကနေဒီခေါင်းလောင်းကိုနှိပ်ထားပေးပါ။ နဝင်သေးကြီးဒေါ်ဘုတ်ကရေကြော်ရွာကထွက်သွားကြပြီဖြစ်တော့ကျော်စောနဲ့ထင်ရှားတို့နောက်ကအမောတကြီးပြေးလိုက်လာခဲ့ရတယ်။အရွယ်ကလည်းရပြီဖြစ်လို့ဒေါ်ဘုတ်ကအတော်ကလေးမောနေခဲ့တယ်။နေကြပါဦး။ဆရာတို့ဆိုပြီးအော်ပြီးလိုက်လာခဲ့တာကြောင့်ဆရာနှစ်ယောက်ကလည်းစောင့်ပြီးကြတယ်။ဒေါ်ဘုတ်ကရေကြော်ရွာမှာပိုင်းမွေးပြီးတော့ရေကြော်ရွာမှာပင်ကြီးပင်းခဲ့တော့ရွာကိုချစ်ပြီးတန်ရုံးစင်လေးရှိတဲ့သူဖြစ်တယ်။ရွာကြီးရဲ့မကောင်းဆိုးဟာပြဿနာကိစ္စတွေမှာလည်းတိရှိထားတဲ့သူဖြစ်ပြီးတော့ရွာကိုကယ်တင်ပေးနိုင်မယ့်သူကိုအားကိုးရှာတယ်။ တော်ဘုတ်ကတော့ကြော်စောနဲ့ထင်ရှားတော့ကိုမိလာတဲ့အခါမှာချက်ချင်းစကားမပြောနိုင်သေးပဲတဟဟတဟဲဟဲနဲ့ရင်ဘတ်ကိုလန့်နေဖြစ်တဲ့တပတ်ကလေးနဲ့နှစ်ဖူးကိုချွေးတော့တဲ့အဲဒီနောက်မှာတော့ဂမကရန်လက်အုပ်ချပြီးဆီယာနှစ်ယောက်ရဲ့ပညာနဲ့တီလာကိုယူသိသောအဖြစ်ဒုတိယအကြိမ်လက်အုပ်ချထားတယ်။ထွက်မသွားကြပါနဲ့လားဆီယာတို့ရင်ရွာရဲ့ဘေးဆိုကတ်ဆိုးကြီးကိုဆီယာတို့သာခဲ့တင်နိုင်မှာပါ။တရက်တိုင်းသာရွာကိုထားခဲ့မယ်ဆိုရင် ရွာပြက်ရကြီးရဲ့ဆီယာတို့ရဲ့ပြန်လိုက်ခဲ့ကြပါ ကျို့တော့လေအထက်လောကီလမ်းကိုရှောင်ရင်းနဲ့ခொနည်းရဲ့သားသမီးတွေကိုကဲတင်နေတဲ့သူတွေပါဒါပေမဲ့ရွာသားအများစုအနေနဲ့ကျို့တော့အပေါ်အထင်အမြင်လွဲမှားမှုလေးတွေရှိနေတာကြောင့်ကျို့တော့ရွာတွေပြန်လိုက်ဖို့မသင့်တော်ပါဘူးဆရာကြီးမျက်စံထွန်းရဲ့တပည့်တွေစိုးကလေးကဆရာတို့နှစ်ဦးကိုကြည်ညိုပြီးသားပါဆရာတို့ရဲ့အကျင့်သိက္ခာနဲ့တီလာသမားတွေကိုလည်းအကျွင်းမဲ့ယုံကြည်ပါလိမ့်ရွာသူရွာသားတွေကိုကျို့ကိုယ်တိုင်ဖြစ်တဲ့အနေနဲ့တောင်းပန်ပါမယ်ဆရာတို့ရဲ့ပြန်လိုက်ခဲ့ကြပါပြန်လိုက်ခဲ့မယ်ဆိုရင်တောင်းပါ ကိုယ့်ရဲ့ကျမကိုဖန်တီးနေကြတဲ့ရွာသူရွာသားအချို့ဟာကျုပ်တို့ကိုအနှောက်ယှက်ပေးပါလိမ့်မယ်။အကြောင်းအကြောင်းတွေကြောင့်ကျုပ်တို့အပေါ်ယုံကြည်မှုကင်းမဲ့ကုန်ကြတဲ့ရိုးသားတဲ့ရွာသားတွေအတွက်လည်းကျုပ်တို့စိတ်မကောင်းဖြစ်ဖို့ကလွဲပြီးတော့ဘာမှမတက်နိုင်တော့ဘူး။ဘလို့နီးနေမှဒီရွာကိုမကင်နိုင်ကြတော့ဘူးလားဆရာတို့ရင်ကျုပ်ကအကြံဉာဏ်ပေးခဲ့ပါ။တနည်းတော့ရှိပါလိမ့်။ဒါပေမဲ့အတော်ကလေးစူးစမ်းအားထုတ်ဖို့တော့လိုပါလေ။ကျုပ်တို့အနေနဲ့ရွာသူရွာသားအားလုံးကိုခွင့်လွှတ်ပါလိမ့်။ တရွာလုံးနှီးပါးရဲ့အသက်ပေးအနေရဲ့ကတ်ဆိုးကြီးဖြစ်တာကြောင့်ကျုပ်တို့အနေနဲ့အကောင်းဆုံးနီလန်ပေးခဲ့ပါမယ်ဖြစ်နိုင်ရင်စူးစမ်းကြပေါ့ပြောခဲ့ပါဆရာတို့ရေပြောခဲ့ပါဆရာတို့ပေးတဲ့နီလန်နဲ့ဆရာတို့စကားဟာနောက်ဆုံးမျှော်လင့်ချက်ပါဒီလိုပါဒီရေကြော်ရွာကြီးကတဆင့်ကုန်းတရံရေတရံခရီးထွက်ပြီးအေယာရီမြစ်ချောင်းကိုဆန်တက်ပါခစ်တရာနဲ့ဗရောင်းမြူချာဖြတ်ပြီးပကန်းညောင်းဦးအထီသွားရပါမယ်ပြီးတာနဲ့တဆင့်ပုတ်ပါမြူကိုသွားပါ ပေါပါတောင်ကလည်းရဲ့ကဘာလုံးကကြော်စီဒီကိုရောက်တဲ့အခါအဋိဌံပြုပါမြေရှောက်ဝိဇာကျုပ်တို့ဆရာကြီးပြီးတော်ပြန်မျက်စံထုံးကိုအကူအညီတောင်းအကျိုးအကြောင်းပြောပြီးတော့ဒီရွာအရောက်ပင့်ခေါ်ခဲ့ပေါ့သူ့အနေနဲ့ဒီရွာမျိုးကိုချီနှင်းမိပြီဆိုရင်မေရွာရဲ့ဘေးဆိုးကဆူအနည်းငယ်ဆိုးကြီးကင်းမီလို့သာမှတ်လိုက်ပါတော့ကျုပ်တို့မှဆရာပေးရထားတဲ့တာဝန်မပြီးသေးတာမို့ခက်ဤဆက်ရပါအောင်မေကျေးဇူးကြီးလာပါတယ်ဆရာတို့ရဲ့ ီယွာရဲ့အရေးကိစ္စကိုကြုတ်ကိုတိုင်းလုံလဆိုင်ထုတ်ပြီးဖြည့်ရှင်းပါမယ်။ဆရာကြီးကိုပင်ဖို့သွားနေတဲ့ကာလာအတော်အတွင်းမှာရွာကိုဘလို့ကာကွယ်ရပါမလဲ။တရင်နှစ်ပတ်၁၄ရက်ခရီးနဲ့အပီးရအောင်သွားပါ။ဒီအတော်အတွင်းတရင်နှစ်ပတ်မှာရွာကိုမကောင်းဆိုရအနေနဲ့မကြောက်စီဘူး။ကျုပ်တို့တန်ကဝေကြောက်ကဝေဆက်ကျိုးများစီရင်ပေးခဲ့ပါမယ်။ယနေ့လာပြီးတော့တရက်ဖြစ်တာမို့လကွေညာမတိုင်ခင်ဆရာကြီးထံအရောက်သွားပါ။ကောင်းပါပြီဆရာတို့ရဲ့ဆရာတို့လမ်းခရီးမှာလည်း ဘေးအန္တရာယ်ကင်းကင်းနဲ့သာသနာပြုနိုင်ဖို့ရာကျောက်ကမြတ်တာဖို့ဆုတောင်းပါတယ်။ကျောက်ကိုခွင့်ပြုပါအောင်ဆရာတို့ကိုကြောခဲ့ပါတယ်။နတ်ဝင်တဲ့ဤဒေါဘုတ်ကကြော်စောနဲ့ထင်ရှားလို့ပြေးလိုက်တဲ့နောက်ဆုံးမျောနှင်းချက်ကိုအာရဝန္တာတည်ဆောင်ရင်းနဲ့ရွာအတွင်းကိုဝင်သွားပြီးညီအကိုနှစ်ယောက်နဲ့တယောက်ကိုတယောက်ကြည့်ပြီးတော့ခေါင်းညင်ရင်းတန်ကဝေကျောက်ကဝေဆက်တွေကိုအစွမ်းကုန်ထုတ်လွှတ်၍တာမန်လူမမြင်နိုင်သောစွမ်းအားတွေနဲ့ရေကြောရွာကြီးတရွာလုံးကိုကာကွယ်ပေးခဲ့တော်တယ်။အရင်တော့တွားရမိတာဖြစ်သောဂန္ဓာယီခရီးကို ဆက်လက်ချိဆက်ရင်ရေကြောရွာကိုလည်းအပီးတိုင်နှုတ်ဆက်ခွဲခွာလာခဲ့ကြတော့တယ်။အဲဒီနောက်ဒေါ်ဖို့ကတကြီးအိမ်ကိုသွားရင်းနဲ့အကျိုးအကြောင်းတိုင်မင်းနဲ့မျက်စံထုံကိုသွားရောက်ခေါ်ဆောင်မဲ့ကိစ္စကိုတကြီးကလွယ်ပြီးဘသူမှမသိစေဖို့တိုးတိုးတိတ်တိတ်ဆောင်ရွက်ကြတယ်။တကြီးကလည်းကြောက်တတ်သူဖြစ်လို့ရေကြောရွာသားတွေကိုမလွန်ဆန်းနိုင်တော့ကြောင့်မျက်စံထုံကိုသွားရောက်ခေါ်ဆောင်မဲ့ကိစ္စကိုတကြီးကလွယ်ပြီးဘသူမှမသိစေဖို့တိုးတိုးတိတ်တိတ်ဆောင်ရွက်ကြတယ်။တကြီးကလည်းကြောက်တတ်သူဖြစ်လို့ရေကြောရွာသားတွေကိုမလွန်ဆန်းနိုင်တော့ကြောင့်တော့ ကျော်စောနဲ့ထင်ရှားတို့ကိုမတားခဲ့ရတာဖြစ်ပြီးတော့ဒေါ်ဘုတ်စီကရတဲ့နောက်ဆုံးမျှော်လင့်ချက်ကိုအာကိုတကြီးစုတ်ကိုင်းမြန်နေရွာမန်ဒီလိုလည်းအကြောင်းမထူးတဲ့အတူတူကျုပ်ရောက်အောင်သွားမယ်လို့တော့ဆုံးဖြတ်ထားပြီးပါပြီတကြီးသွားနိုင်ရင်တော့အကောင်းဆုံးပုံမိဖို့ရဲ့ဒါပေမဲ့နေတယောက်တည်းဖြစ်ပါမလားအဖို့ခေါ်သွားအောင်မလားနောက်ပြီးတော့ခရီးအတွက်ဘာလို့တော့ရွာသားအဖို့ခေါ်သွားလို့တော့ဖြစ်မင်းမထင်ပါဘူးဒီလိုကိစ္စတွေမှာအပြစ်ပြောဝေဖန်ဖို့လောက်နားလေကြတာဘာမှမသိကြဘူးဒီတော့တယောက်တည်းသွားပါမယ် အေးခဏနေအောင်တကြီးကအိမ်ထဲကနေခဏဝင်သွားတယ်။အဲဒီနောက်လက်ထဲမှာငွေစက်ကူတွေထပ်လိုက်ခိုင်းပြီးတော့ပြန်ပြီးတော့လေထွက်လာတယ်။ပြီးတဲ့အခါဒေါ်ဘုတ်လက်ထဲထိုးထည့်ပေးပြီးတော့ရော့အမိဘုတ်ယူသွားရေလံကုံလံအရှုရှုသွားရမှာလဲခကတိုးကလိုသေးတယ်။ဒီလောက်အများကြီးမလိုပါဘူး။ဆရာနဲ့တွေ့တဲ့အခါလိုက်ချင်အောင်လမ်းစရိတ်ချံပြီးဖို့ဖို့မို့မို့ကလေးကတော့လိုက်ပေါ်ဟ။အဲဒီစကားကိုကြားတဲ့အခါဒေါ်ဘုတ်ကပြုံးတယ်။အဲဒီနောက်ငွေကိုတုံးချိုးတချိုးခွဲပြီးလမ်းစရိတ်လောက်သာယူဆောင်သွားတယ်။ ပြန်ကားနီးမှတကြီးလဲရွာသားတွေနဲ့မထူးပါဘူးလို့သာပြောသွားတယ်။မျက်စံထော်အကြောင်းကိုအနေအပါဆိုသလိုတိထားတဲ့ဒေါ်ဘုတ်ကဆရာပင့်မုံငွေမလို့အပ်တာကိုလည်းတည်နေတယ်။ဒေါ်ဘုတ်ကတကြီးအိမ်ကဆင်းလာနဲ့သူ့အိမ်ကိုပြန်ပြီးအဝတ်အစားကလေးလိုသလောက်နဲ့ထမင်းချောက်ကလေးတွေကိုထုတ်ပို့တယ်။အဲဒီနောက်ရေတပူးလဲထည့်ပြီးတော့တပတ်ကြီးတစ်ထဲနဲ့ထုတ်ပို့လိုက်တယ်။အဲဒီနောက်ပွဲထိုးထားတဲ့နတ်ရုပ်တွေကြိုးကြိုးကြားကြားမှနတ်ဆရာအစင်အဆက်ကိုင်းခဲ့တဲ့နတ်ရုပ်ပါတောင်ဝေးကိုထုတ်ယူပြီးတန်ရှင်းရေးပြုတ်လုလိုက်တယ်။ အနှင်းနဲ့အလားလားတိန်းထားတာဖြစ်တော့ဟောင်းနှွမ်းတော်လည်းတစ်မာသားနဲ့ပြုတ်လောက်ထားတဲ့နှက်ရည်တောင်ဝေးကလေးကအနှက်ရောင်စုံဝင်းလျက်ရှိတယ်။လက်ကင်ပါပြီးအောက်ခြေအားအစနှက်ရုပ်ပေါင်း38ရုပ်နဲ့ပတ်လေထုစစ်ထားတယ်။ဒေါ်ဘောကတောင်ဝေးလက်ကင်ကလေးမှာအထုပ်အပိုးကလေးကိုလည်းခြေလိုက်တယ်။အဲ့ဒီနောက်လက်ပြက်အင်ကြီးရောလုံးကြီးတို့ကိုဝစ်ဆင်ပြီးစပင်းကိုတေချာထုံးဖွဲလျက်ဇရိုးကလေးကိုထိုးတယ်။ပြီးတဲ့အခါဘသူ့ကိုမှနှုတ်မဆက်ပဲလှဲတဒန်လှဲတဒန်နဲ့ပုတ်ပါခီးကိုစတင်ခြေဦးတေးရတော့တယ်။ ပုပ်ပါနဲ့တောင်အခေါင်မြင်ပြဆုံးတော်ပြ၌နတ်ရှားကျင်းတွင်ခါရန်ပွင့်သည့်ရွှေနှင့်ရိုးမှပန်းစကားဆိုတဲ့တောင်တော်ရွှေပုပ်ပါဘွဲအတိုင်းသကဝါပန်းတို့ဝင်းဝါထုံချိန်ရဲ့ရှိကြပြီးပုပ်ပါတောင်မာကြီးတဝက်ခန့်ရှိတဲ့တောင်ကလက်ကလည်းအေချမ်းတိတ်ဆိတ်၍တောတောင်ရှုံမြောင်ပေါ်လှတယ်။အဲ့ဒီအတော်အတွင်တာမန်လူတို့မသိနိုင်မရောက်နိုင်တဲ့တဘာဝလှိုင်ကိုတစ်ခုရှိတယ်။အဲ့ဒီလှိုင်ကိုအတွင်းမှာရေးကြတယ်လို့လို့တကြောက်ကြောက်မြည်တမ်းခတ်တိုးတိုးကိုကြားနေရတယ်။အတန်ဒီလှိုင်ကူရဲ့ပဲ့တင်တဲ့ကြောင့်တိတာနေတယ်။ အဲ့ဒီအတန်းလာရကိုလိုက်ပါကြည့်ရှုမယ်ဆိုရင်အတွင်းမှာလာပေါင်းမြောင်များစွာပရိကိုစိတ်ရင်နဲ့တမတ်ထားကိုအားထုတ်နေတဲ့ပေါ့ကိုတူတယောက်ကိုတွေ့ရလိမ့်မှာဖြစ်တယ်။အင်းကြီးအဖြူရောင်နဲ့ပင်ဒီတိုက်ပုံကိုတေးသေးတက်တက်နှစ်ထပ်ဝတ်ထားပြီးအညိုးပြောင်ပစိုးနဲ့ခန်းညားလာတဲ့ယောက်ျားပြိုတယောက်နောက်ကျောအနေကြည့်ရင်တောင်မကုတ်မကိုင်းတဲ့မှတ်သောကိုဟန်တီးကြီးသောမျက်နှာထားနဲ့စူးစီးထုံးဖွဲ့ထားပြီးနတ်မောင်သောဆန်တွင်လေကုန်းမှပခုံးအထိအောင်ဝဲကျနေတဲ့ဆန်ပြဘေးအနားကဆေးလွယ်အိမ်နဲ့ လက်ထရပရိတို့မှတာမန်ယောက်ျားတဦးမဟုတ်တဲ့သွင်ပြင်လက္ခဏာတွေကိုတွေ့နေရတယ်။တီကြည်သောမျက်နှာထားနဲ့မျက်လွှာချထားတော့သူရဲ့မျက်နှာကလည်းမကျဉ်လုံးမကျေလုံးညင်ညာသောနှစ်ဖူးပြင်ရှိတယ်။မျက်လုံးအစုံကအနေငယ်ထူပြီးဖြောင့်တန်းနေ။မျက်တွင်းပါပါချမ်း၍နှာရံပေါ်ပြီးပါသောနှုတ်ခမ်းလေးရှိတယ်။မျက်လုံးမှိတ်ထားလို့သာမျက်လုံးဖွင့်ထားရင်သူရဲ့မျက်လုံးတွေကကြာကြာမကြည့်နိုင်လောက်အောင်ဆူးရှာထက်မြက်နေတယ်။တခါမြင်မှုရင်တော့အမင်းအာယုံကမှတ်မိနေနိုင်တဲ့မော့ဆန်တဲ့မျက်လုံးပိုင်ရှင်ဖြစ်တဲ့ အဲ့ဒီပုဂ္ဂိုလ်ဟာကိုလားတိုင်တိုင်အစာမရှိရေမရှိနေထိုင်ရမှမထားပဲတဦးတည်းကျင့်ကြံနေသူဖြစ်တယ်။ယနေ့အာယုံတက်ချိန်ကအတိတ်ထံပြီးမြောက်ရာနေ့ဖြစ်ပြီးရှေ့၃လမှတတနာကုံ၉ထောင်အလဲ၃လမှတမုတ်ဒီဂါထာ၉ထောင်နောက်ဆုံး၃လမှဆမလီလုံးဂါထာတော်၉ထောင်လို့ကိုမရွှေသောစိတ်မမိတ်တုံသောလုံလာတို့နဲ့ကျင့်ကြံအားထုတ်ခဲ့သူဖြစ်တယ်။အရီလိုဒိဋ္ဌံပြီးဆုံးရနောက်ဆုံးပရိတလုံးကပင်လေကူအနီ6ခန်းကြာရမှာကောင်းကင်မြင်ကတိမ်ဆိုင်ကလေးတို့အုံမဲပြီး ဝင်းကျင်မှာမိုးမောင်ကျသွားတော့တယ်။လျက်ပန်းခွေနွဲတို့ကတဝင်းဝင်းတလက်လက်မီးဆက်ကျိုးစင်လျက်ကောင်းကင်မြင်တခွင်လုံးတိမ်မင်တုံးတို့ပြိုစင်းကမိုးကြီးတီးထန်စွာရွာချလေတယ်။မိုးကြိုးသုံးငိမ်ဇက်တိုက်ပြလို့ထက်ချုံတဲ့မိုးတို့ကလှိုင်းကူဝင်းကျင်ကိုစင်ကြယ်အောင်စေးကြောလိုက်သည့်နဲ့ရေတို့ဖြင့်ဖွေးတော့တယ်။အဲဒီလိုတီးထန်သောမိုးတိမ်မဲတို့ကမကြမီအချိန်မှာလေပြင်းနဲ့အတူလွင့်စင်ပြီးတဲ့နောက်အရှိမနေဝန်ကရောင်းနှီးပြေးလျက်ဝင်းလက်ထွန်းတောက်သောအဟုန်နဲ့လောကရတ်တခွင်ကို အလင်းဆောင်လေးတွေတစ်ချိန်တည်းမှာပင်လှိုင်းကူအတွင်အဓိဋ္ဌာန်မှာထွက်၍လာတဲ့သူဟာနားထဲမှာဩဇာပြေးွားတဲ့အတန်တစ်ခုကိုကြားရတယ်။အရိယတန်ကလူလောကလာတယ်မဟုတ်ဘဲနဲ့ဝိဇာတို့ဆံရမဟာမြိမ်မှလာတဲ့အဖိုးရဲ့အတန်မင်းဖြစ်လေတယ်။တာရုတာရုတာရုအဆုံးမရောက်တဲ့၍တော့တလန်ပြီးတလန်လျှောက်ပြီးတော့ကံလန်းညာလန်းတွေအတွက်တော့အစင်သစ်မှာပဲအဖိုးရဲ့ကြုံမကြီးတော့ပါဘူး။ကောင်းမှုမြန်လို့ကောင်းအောင်ကြိုးလို့ကောင်းကျိုးကိုနိုင်တည်စေမင်းပေါ့။ အေးဒါကြောင့်လဲအောက်ကဝိတဆူအဖြစ်ကနေအသွင်ပြောင်းလဲလို့မြေရှားဝိဇ္ဇာပြီးတော့ပြန်မျက်စံထွန်းရည်လို့ဖြစ်လာရတာပေါ့ကွယ်မရဏရွာကြီးကြောင့်ခရီးတစ်ခုတော့ကြုံရပြန်ပြီအဖိုးကြီးပေါပားမြေကိုစွန့်ပြီးကိစ္စများလာတဲ့လူတို့နေရကိုတွားရပြီးတော့မေအဖိုးသားတို့ခေါ်ပါတဲ့ငါသားကြီးစိတ်မှာမရဏရွာကြီးကိစ္စကိုတိုင်းသွားပြီးဖြေရှင်းမှုအစင်သင့်ဖြစ်နေပြီဆိုတာအဖိုးမြင်နေဒါပေမဲ့လာနေသူကိုစောင့်လိုက်ပါငါသားယခုတွားရယခုရောက်မှဆိုပေမဲ့ရွာသားတွေအမြင်မှန်ရဖို့စောင့်တယ်ပါတယ် ်ဟုတ်ပါရဲ့အဖိုးကျုပ်တပည့်နှစ်ယောက်လည်းအပြစ်ပြုလာသူတို့အပေါ်မှာမြေတားထားတတ်လာတာမြင်တော့ကြောက်ကြီးနူးမိပါလေရွာကြီးကိစ္စရှုပ်ထွေးပေမဲ့လာနေတဲ့နဲ့ဝင်သေးကြီးရဲ့စူးစမ်းမှုကိုလည်းအလကားမဖြစ်ရလေအောင်ရွာကြီးမှာကြံခဲ့တဲ့ရွာသားတွေလည်းအမြင်မှန်ရလေအောင်တောင်ပေါ်ဖျားကနေပြီးစောင့်မဲအဲ့ဒီလိုနဲ့နဲ့ဝင်သေးကြီးဒေါ်ဘုတ်အလာကိုမျက်စံထောလေးစောင့်ကြုံနေရင်တောင်ကလပ်ပေါ်သို့ပရိတကုံအိတ်တလုံးနဲ့တက်သွားလိတော်တယ်ဒေါ်ဘုတ်ကလည်းကုံလန်းတစ်မျိုးရေလန်းတစ်သွဲနဲ့ဆေးရနှစ်ဦးပြောသလိုအေယော်ရီမြစ်ကိုစံတက်ပြီး ပရောင်းတဲ့ခက်တရားမြို့သားကိုဖျက်ခဲ့တော်တယ်။ကြာရင်ခဲပြီဖြစ်တဲ့မြို့ဝကျော်ပေါ်ဒေသရှိရေးကြောရွာကြီးမှာအားကိုးရလင်းပေးလာတဲ့ကြော်စောနဲ့ထင်ရှားတို့ကအစီအရင်တွေနဲ့ကာကွယ်ပေးခဲ့တော့ကြောင့်သာအန်ဒီရဲ့မဖြစ်ကြတော့တဲ့တရွာလုံးကနဂိုကလိုပင်မကောင်းဆိုးဝါးချင်းချောင်းမှုကိုကြောင်မြကြောင်နေကြရတယ်။ဒါအပြင်အခြားအန်ဒီရဲ့တခုတည်းလည်းရှိနေသေးတယ်။တို့ရဝဲဆွဲဆိုသလိုပင်အခက်အခဲကြုံနေရတဲ့ကြောင့်မှဖိုးပင်ရဲ့ရန်ညိုးကလည်းရေချောရွာကြီးအတွက်အန်ရဲတစ်ခုပင်ဖြစ်နေတော့တယ် ။တနေ့မှာတော့ဖိုးပိန်ကရွာကိုနောက်တစ်ကြိမ်အနေရပြုတ်ရန်ရောက်လာခဲ့ပြန်တဲ့။လိုက်ကြဟေးလိုက်ကြလိုက်ကြ။ဟေးကောင်တွေမိလို့ကတော့အသေးရိုက်ကွာ။တကြီးတကြီးဟိုအကွယ်မှာတယောက်ဟာပြေးပြီပြလိုက်လိုက်။ရေကြောရွာသည်ဥမြင့်ရွှေနဲ့ရွာသားအများစုဒေါက်တာလက်နက်ကိုစီနဲ့အမဲလိုက်တယ်လို့စူညံနေကြတယ်။ဒီတကြိမ်မှာတော့ရွာထဲကိုဝင်လာတဲ့ဖိုးပိန်နဲ့ဓမြအုပ်စုကိုတိုးတိုးတိတ်တိတ်ခြားထားတဲ့ရွာဆောင်ကင်းအဖွဲကမြင်သွားပြီးအချက်ပေးရမှာဓမြတွေကိုတရွာလုံးကအင်းတိုင်အားတိုင်လိုက်လံနှိမ်နေနေကြတာလည်းဖြစ်တယ်။ဟဲ့ကောင်မပြေးနဲ့ငါပြစ်မှာနော်။ ဒိုင်းဒိုင်းဆိုပြီးတကြီးကနှလုံးမြူတနတ်နဲ့ယောဂရန်ကပြက်လိုက်တဲ့အခါမှာပြင်းနေတဲ့ဓမြတစ်ယောက်လည်းသူ့ကိုပြစ်ပြီးအထင်နဲ့ထိုးဝစ်သွားတော့တယ်။မြေမောင်မောင်ရဲ့လဲတာနဲ့အနောက်ကရွာသားတွေကလည်းအမီးအယဖမ်းဆီးပြီးတော့ထိုးချိတ်ရိုက်နှက်ကြတော့တယ်။မင်းလားကွာဓမြကဲကွာခွတ်ခွတ်ဖောက်အမလေးဗျာကြောက်ပါပြီဗျဖိုးပိန်ခိုင်းလို့ပါဗျကြောက်ကုန်မတက်ကြပါနဲ့ကြောက်ကုန်မတက်ကြပါနဲ့အာအေးကောင်ဟေးကောင်တွေလက်လုံးမဲတော်ပြီးတော်ပြီးဒီကောင်ကိုတေချာမလို့အောင်ကျိုးတုတ်ပြီးအင်ကိုခေါ်ခဲ့စမ်းကွာ ဟုတ်ကဲ့တကြီးလက်ရဖမ်းမိတဲ့ဓမြကိုတကြီးဥမြင့်ရွှေလေအိမ်ထဲမှာပင်လက်ပြန်ကျိုးတုပ်ပြီးထိတ်တုံးခတ်ထားတယ်။အဲဒီနောက်အင်ကြီးလက်ရှိကိုခောက်တင်လိုက်ပြီးတညာလုံးလက်သီးတစ်လုံးနဲ့ဆုံးမပေးလိုက်တော့ဓမြရင်မျက်နာမှာချက်ဟင်းကားသီးလိုဖြစ်သွားရတော့တယ်။ကိုင်ပြောစမ်းငါအိမ်ကိုတိုက်တုံးကမင်းပါတယ်မဟုတ်လားပြောလီကွာငါရိုက်လိုက်ရပါ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 တယ်တကြီးပါပါတယ်အေးအမှန်တိုင်းဝင်မခံလို့ကတော့တေးမဲပြောစမ်းရွာကိုမီးရှို့တာလဲမင်းတို့ပဲ။ ငါအိမ်နဲ့တခြားအိမ်ကအတွင်းပစ္စည်းတွေဖောက်တာလည်းမင်းတို့ပဲမဟုတ်လားပြောစမ်းအမှန်အတိုင်းဟုတ်ဟုတ်ပါတယ်တကြီးကိုဖိုးပိန်ကသူ့အကူကြီးကိုတတ်တဲ့ရွာကိုလက်စားချေရမယ်ကိုကြီးပိန်ရင်မင်းတို့ကြိုက်တာကိုရွာယူဆိုပြီးခိုင်းခိုင်းလို့ပါပစ္စည်းအလုံးကိုကိုဖိုးပိန်အိမ်မှာတင်ထားပါတယ်ဒါဒါပဲမေဘာဒါပဲမေလေကွာဘာဖြစ်တယ်လဲပြောအခုပြောပြောပြောပါမယ်တကြီးရွာကိုမီးရှို့တာကျုပ်တို့ပါဟိုဟိုတင်းကြီးမှာရွာသားတွေကိုတတ်တဲ့အထဲကျုပ်ကျုပ်မပါဘူးတကြီးကိုဖိုးပိန်နဲ့တခြားလူတွေကိုတတ်တတ်လိုက်တာပါ ။ဘာကွာတကြီးနဲ့အတူအခြားကြတိရတဲ့ရွာသားတွေလည်းအံ့ဩမှင်သက်သွားကြတယ်။တရွာလုံးရဲ့စိတ်ထင်မှာမကောင်းဆိုးဝါးလွတ်လာပြီးတော့ရွာသားတွေကိုတတ်လိုက်တဲ့ဆိုပြီးတော့သာအထင်လွင်နေကြတာဖြစ်တယ်။တကြီးလည်းအမှုမှန်ပေါ်ဆက်လက်စစ်ဆေးရင်းနဲ့အဲ့ဒီညကကိစ္စဖိုးပိန်ဆိုတဲ့ကောင်မင်းတို့ကိုဗာပြန်ပြောလေ။ငါ့ကိုအကုန်ပြောစမ်း။ပြောပြောပါတယ်တကြီးသူတို့တော့ဒီရွာသားတွေကိုတတ်ပြီးတော့ရွာသားတွေမြှောက်ထားတဲ့အိုးရတနာတွေဖွက်တယ်ထင်ပြီးရိုက်ခွဲကြသေးတယ်လို့ပြောပါလေ အဲ့ဒီညအိုရီယာဘာယဒနာတွေမှထွက်မလာပဲမကောင်စိုးဝါးကြီးတွေထွက်လိုက်လို့ဒါရီမယုံနဲ့ကိုဖိုးပိန်တောင်နှစ်ရက်လောက်ဖြားပြီးတော့စေးကူလိုက်ရပါသေးတယ်တကြီးရပြီငါသဘောပေါက်ပြီဟဲ့ကောင်တွေဒီကောင်ကိုမနဲ့မြို့ကပ်ပုံမေမပုတ်ခင်မနဲ့ဖြံမှာတရွာလုံးကိုငါအိမ်ရှိအရောက်ခေါ်ကြစမ်းကွာငါတို့အထင်လွဲပြီးဟိုဆရာတွေကိုနှင်ထုံးမိပြီကွာဟုတ်တယ်တကြီးရကျုပ်တို့ရွာကိုကဲတင်ပေးနေတဲ့ဆရာတွေအပေါ်ကျုပ်တို့ကျေးဇူးကမ်းမိပြီကျုပ်တို့မှားသွားပြီဆိုတာတရွာလုံးသိတင်နေ ဒီလိုနဲ့မနက်လင်းနာနဲ့ဓမြကိုမျိုးကပ်ပို့ဖို့ကိစ္စနဲ့တရွာလုံးရှိမှလည်းဖြစ်ချောင်းကုံစင်ကိုဓမြကဖွင့်ဟလိုက်တော့တယ်။အဲ့ဒီအခါကြော်စောနဲ့ထင်ရှားတို့အပေါ်ကျေးဇူးကမ်းမိတဲ့ရွာသားတွေလည်းနောင်တရလို့မဆုံးဖြစ်ကြရတော့တယ်။ဆရာနှစ်ယောက်ရဲ့ညံ့ဖြစ်မှုကြောင့်မဟုတ်ဖိဓမြတွေနှောက်ရက်လို့တောင်မကောင်းဆိုးဝါးတွေလုတ်ကုံရတာကိုအားလုံးသဘောပေါက်ပြီးအမြင်မှန်ရလာကြတယ်။ အဲ့ဒီအချိန်မှာဆရာနှစ်ယောက်ကိုလိုက်ရှာကြဖို့ငပူကအားကျုံးမှန်တဲ့ဖြစ်နေတဲ့အခါမှာတရွာလုံးလိုက်ငပူကိုဝိုင်းပြီးအပြစ်တင်ပြောဆိုကုန်ကြတော့တယ်။ရွာသားတွေပြန်သွားသည့်တိုင်အောင်တကြီးကတော့ပြောမပြောသောကိစ္စတစ်ခုရှိတယ်။အဲ့ဒီကိစ္စကတော့ကြော်စောနဲ့ထင်ရှားလို့ဆရာမျက်စံထုံးကိုနှုတ်ဝင်သေးဤဒေါ်ဘုတ်ကတော့ရောက်ပင့်ဆောင်တဲ့အကြောင်းမင်ဖြစ်တယ်။ဒေါ်ဘုတ်ဟာလည်းခရီးချေကြီးကိုခြေဆန်းခဲ့ရမှာဆေးရခန့်ကြတဲ့အခါညောင်ဦးအရက်ကိုရောက်ခဲ့တယ်။အဲဒီဟာတဆင်ပုပ်ပါအထိသွားခဲ့တော့မနက်ခင်းဝေးလီဝေးလင်းအချိန်မှာ ပုပ်ပါတောင်ကလက်ရဲ့တောင်ကြီးတောရန်ကလေးရှိရာကိုရောက်လာခဲ့တော့တယ်။တောင်ကျဲမှာထမင်းကြောက်ကလေးတွေနဲ့တောဆောင်တောင်ဆောင်တွေကိုပူဇော်ပသပြီးသူလည်းစားရင်းရှိတောက်တဲ့အဲဒီနောက်ခေတ္တအပန်းဖြစ်ရင်တောင်မဟုတ်မတက်သေးပဲတစ်ပင်အောက်မှာပင်တရေးအိပ်ပြောသွားတော့တယ်။ဟဲငါတော့အဆက်မှာအိတ်နေတယ်နဲ့ဝင်သေးထလော်ထလော်ယခုထလော်တော်ပုံလေးအိပ်ပျော်နေရမှာအိမ်မက်လိုလိုတကယ်လိုလိုနဲ့လက်နိုးလာခဲ့ရဝှက်ဖြူစင်းကျင်းနဲ့ခေါင်းမောင်းဖြူစင်ထားသောအဖိုးကြီးတယောက်ကိုတွေ့လိုက်ရတယ်။ဘလို့ပုံကူများပါလိမ့်။ကြောက်ကိုနှိုးရတာဘာကိစ္စများလဲ။ ကျောက်လာတာအများအကျိုးလူအကျိုးဆောင်မကောင်းတော့လာခြင်းမကောင်းပြီလေကျောက်ဟာဒီတော့ကိုအစိုးရတဲ့တော်ဆောင်နဲ့ပါတော့ဝင်လို့လျင်ဖြင့်တင့်စီမှာပါတဲ့စားနဲ့ရိတ်ခါတွေကိုပလိနှက်စာဖြစ်ပူဇော်ပြီးထားရိတ်ခဲ့ပြီးတော့ကောင်းလာပါပြီတော်ဆောင်နမင်းကြီးအဲ့ဒီလိုပြောတာနဲ့ဒေါ်ဘုတ်ရဲ့ထမင်းကြောက်ရီဘူးနဲ့အဝဲထုတ်ကြီးပါပျောက်ကွယ်သွားတော့တယ်ဒေါ်ဘုတ်လည်း38မိနစ်နဲ့ရောက်ပါတောင်းတောင်းဝေးကလေးကိုသာကောက်ဆွဲပြီးတော်တဲကိုဝင်ခဲ့ရတော့တယ်အဲ့ဒီနောက်တောင်းကျေးဝရောက်တဲ့အခါမှာ တောဆုံနတ်ကဲတို့ပင်အသွင်တစ်မျိုးနဲ့အဖိုးကြီးတအူးကတားပြန်တဲ့နတ်ဝင်တဲ့မိမငါသည်တောင်တော်ကိုအစိုးရသောမဟာခေရီနတ်မင်းကြီးဖြစ်သည်တင်းတောင်တော်ကိုတက်ရောက်လိုပါကတင်းလက်တွင်ရှိနတ်ရဲ့တောင်ဝေးကိုထားရစ်ခဲ့ပြီးတော့ဒေါ်ပုံလဲတစ်ခုဒီတော့အာကိုရတောင်ဝေးကလေးကိုကြည်လိုက်တယ်အဲဒီနောက်လာရင်ကိစ္စသာအရေးကြီးတယ်ဆိုပြီးတော့ကောင်းပါပြီလို့ပြောတဲ့အခါတောင်ဝေးရပြောက်ွယ်သွားတော့တယ်ဒေါ်ပုံကကြော်စောနဲ့ထင်ရှားလို့မှားခဲ့တဲ့အတိုင်း တောင်ကလပ်ပေါ်ရှိကမ္ဘာလုံးစီဒီမှာမျက်စံထွန်ရှိနေလိမ့်မယ်လို့အားခဲပြီးတောင်ကိုတက်လာခဲ့တော်တယ်။ဒါပေမဲ့တောင်တက်လန်းတဝက်မှာကြားဟင်းတန်ကြီးကိုကြားလိုက်ရပြီ။မကြမီမှပင်တော်တဲ့ကကြားကြီးတကောင်ကတော်ပုတ်ရှိရာသို့ဥတီပြီးလာနေတော်တယ်။တော်ပုတ်လည်းကြောက်ကြောက်နဲ့မျက်လုံးကိုမှိတ်ထားလိုက်တယ်။အဲဒီနောက်သူ့စိတ်မှာဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တော်တယ်။ပြီးတဲ့အခါလက်အုပ်ချီမိုးပြီးအတန်ကျဲကျဲနဲ့တမာဒေဝလောကပါလာနတ်တို့ကိုတိုက်တဲ၍ကျွန်ုပ်နတ်ဝင်တဲ့တော်ပုတ်ကတစ္ဆာပြူတိုက်တဲပါသည်။ ကျွန်ုပ်ဒီရက်ရွာအကျိုးလူအကျိုးကိုမျှော်၍စွန်စားလာခဲ့ရသည်သာ ဖြစ်ပြီးကိုကျိုးကိုမရည်ရွယ်ခဲ့ပါကြာသားရဲ့တရိတ်ဆန်တို့ကအသွေးရသားကိုစားမိဆိုလျင်လဲအတက်ကိုပေးဝတ်မိဖြစ်သည်ဤသစ္စာမှန်ပြီးတဲ့ခရီးလမ်းဆောင်ရာမှာဝိဇ္ဇာကိုဖူးပြီးလျင် ပြန်သောအခါကြားစာဖြစ်လိုကဖြစ်စီတော့ရင်းတို့တိုင်တဲ၍သစ္စာပြုကမျက်လုံးကိုဖွင့်ကြည့်တဲ့အခါမှာကြားကြီးအားတစ်ဖက်ကိုပြန်၍လှည့်ထွက်သွားတော့တယ်အဲ့ဒီအခါဒေါ်ပုတ်လည်းတောင်မော့ရှိဇီဒီကလေးကိုအဝေးမှကြီးကြီးနူးနူးဖူးမြော်ရင်တောင်ထိပ်ရောက်အောင်ပေပေါင်း2000ကျော် တက်လန်း၍လာခဲ့လေတော့တယ်တောင်ထိပ်ကိုရောက်တဲ့အခါအဘဘိုးမင်းကောင်ရဲ့ကဘာလုံးကက်ကျော်ဇေဒီကလေးကိုဥစွာတွေ့ရတယ်သို့တော်ဇေဒီအနည်းမှထင်ရှားနေကြော်ကြော်လို့ပြောတယ်လို့မျက်စံထုံးကိုမတွေ့ရတာကြောင့်အမောဆုသွားခဲ့ရတယ်တောင်တက်ခဲကြီးတစ်လျှောက်အစာမရှိရေမရှိ တောင်ဝင်းမပါတကိုကြီးတက်လာခဲ့ရတဲ့အသက်50ကျော်60နီးနီးအဖွားကြီးတော်ဘုတ်ကဖယားကိုလက်အုပ်ချီရှစ်ခိုးရင်ချွေးတလုံးလုံးနဲ့တဟောဟောမောပန်နွမ်းနေလျက်ရှိတယ်တော်ဘုတ်အထုပ်အပိုးကြီးနေပါလားအခုထိအမောမပြေသေးဘူးလား ဒေါ်ဘုတ်ကအတန်လာရစီကိုလှမ်းကြည့်တော့မျက်စံထွန်းကဇီရီရေမြင်ဘက်သို့တလန်းညင်းလာနေတာကိုတွေ့ရလို့ဝမ်းသာသွားတယ်။အထုတ်တထုတ်ကိုလမ်းမကလေးကနောက်ဝက်တလို့ပျောက်သွားတော့လေအမှန်တကယ်ပင်ဘေးမှာပြန်ရောက်နေတယ်။အမောမပြေသေးဘူးလားလို့မျက်စံထွန်းကမေးလိုက်တာနဲ့ဒေါ်ဘုတ်ကရေအီတစ်ခွက်တောက်လိုက်ရတယ်လို့အေးမြကြည်လင်သွားပြီးအသက်ရှူမှတ်မှန်နဲ့အမောပြေသွားတော့တယ်။ဒေါ်ဘုတ်ရဲ့စိတ်ထဲမှာစွမ်းလာစီလာလို့တွေးရင်းနဲ့မျက်စံထုံကိုဘာပြောရမည်မသိတော့ကြောင်းမိယာခိုးရအားကိုးရတောင်းဝေးကလေးမရှိတော့ ခက်ခက်ခဲခဲစူးစမ်းပြီးတက်ခဲရပါလေစီယာတောင်ဝေးကခမားလက်ထဲမှာပါအဲ့ဒီလိုပြောလိုက်တာနဲ့ဒေါ်ဘုတ်ကိုင်နဲ့38ပါးနဲ့ရုပ်ထုတွေနဲ့တောင်ဝေးကလေးကလက်ထဲကိုရောက်လာတော့လေဒေါ်ဘုတ်လဲဝမ်းသာအားရဖြစ်သွားပြီးရှေ့တက်တက်မှာလားထိုင်းနဲ့မျက်စံထုံးကိုဥချကတော့လိုက်တော့လေမျက်စံထုံးကအသက်30ကျော်အရွယ်လူဖြစ်နေတော့လေတတ်တန်းကမငေတော့ဒေါ်ဘုတ်လဲအသက်ကုံမှာပညာသိက္ခာတမာတိတို့ကိုပူဇော်တော်အဖြစ်ဥချကတော့ပြီးတော့နောက်ဝင်သေးကြီး ဒီလိုခက်ခက်ခဲခဲလာခဲ့ရတာအကြောင်းအရင်းရှိလို့လားဆရာထံစိတ်စိတ် လာခဲ့ရတာပါပဲအကြောင်းကတော့ရွာကိစ္စပါဆရာဆိုပါဦးဒီလိုပါဆရာကျောက်တို့ရွာ ERR မြို့ဝကျောမောင်မှာရှိပါရင်ဆရာတပည့်နှစ်ဦးလည်းရောက်ခဲ့ပါသေးတယ်ရွာမှာစိမ့်စားလို့လို့အတိုက်လို့လို့ဘာမှမသိတဲ့ပယောကကြောင့်မကောင်းဆိုးအားအန္တရာယ်ကြုံနေရပါလိမ့်ဆရာတပည့်နှစ်ဦးလာရောက်ဖြေရှင်ပေးတဲ့အခါကိစ္စအောင်မြင်ပေမဲ့အကြောင်းအမျိုးမျိုးကြောင့်အနောက်အဆက်ဖြစ်ခဲ့ရပါတယ် မတိနားမလဲတဲ့ရွာသူရွာသားတွေကလည်းဆရာတပည့်နှစ်ယောက်ကိုအပြစ်မြင်ပြီးတော့ရွာကနှင်းလိုက်တယ်လို့ဖြစ်ခဲ့ကြပါတယ်ဆရာတဖက်ရွာအဖိုးပိန်လို့ခေါ်တဲ့တယောက်ဓမြတွေနဲ့ပေါင်ပြီးနှောက်ရှက်ကြတာပါအခုခမည်းတော်ရိုလာနေစဉ်ခကြီးအတွင်မှာပဲရွာသကြီးနဲ့ရွာသားတွေဖိုးပိန်လို့အဖွေကဓမြတယောက်ကိုဖမ်းပြီးလို့အပြစ်မှန်တွေကိုထွက်ဆိုပြီးတော့ရွာသားတွေအမြင်မှန်ရသွားကြပါပြီကျောက်တပည့်နှစ်ယောက်လည်းရွာကိုအကာအကွယ်တွေလုပ်ပေးခဲ့ကြတယ်ထင်နေဟုတ်ပါတယ်ဆရာကျောက်တောင်းပန်ပြီးအခုအညစ်တောင်းခဲ့ပါတယ် အခုရွာရဲ့ကိစ္စဟာလောက်ွယ်ညာရောက်တိုင်းရွာသားတယောက်အသက်သိဆုံးရတဲ့အဖြစ်ဆိုကြီးပါဒီရတိုင်းဆိုရွာပြက်ရပါရောမင်းစီယာမျက်စံထောင်ကခေါင်းတငိမ့်ငိမ့်နဲ့နားထောင်ရင်းနဲ့ဒေါ်ဘုတ်ပြောတဲ့ရွာကိုအာယုံခံကြည့်ရှုလိုက်တယ်အဲ့ဒီနောက်ကိုတိုင်လိုက်ပါဖြည့်ရှင်းရတော့မိကိစ္စဖြစ်နေတာကိုသိလိုက်တော့တယ်မကောင်းတဲ့လောကီပညာတွေကိုအပိသက်အမြင့်ဖြတ်နှိမ့်နှင်းကူညီပေးဖို့လာပြီးတော့တောင်းပန်ရင်ရွာကိုပင့်ဖိတ်ချင်လို့ပါစီယာကောင်းပါပြီလေကောင်းပါပြီကျောက်လဲအတိတ်ထံအောင်ခဲ့ပြီမို့ခொနည်းရသားသမီးတွေကိုကဲတင်ဖို့ရာ အခကြပါပြီကျုပ်လိုက်ခဲ့ပါမယ်ကျေးဇူးတင်ပါတယ်ဆရာကျုပ်ဆရာနဲ့အခုလို့ဆုံတွေ့ရတာကိုလည်းဝမ်းလဲသာမိပါတယ်ဆရာကိုကတော့ခဲ့ပါတယ်အဲ့ဒီလိုနဲ့လောက်ွေရန်9ရက်ခန့်သာကြံတော်တို့ပုပ်ပန်းမီကနေမြို့ဝကျော်မော်ဒေသတိုင်အောင်ဒေါ်ဘုံနဲ့မြတ်ဆန်ထွန်းတို့ခက်ကြီးဆက်ရပြီးတော့မယ်တောင်ပေါ်မှာအဆင်းဆင်းဆင်းလာခဲ့ကြတော့လန်တဝတ်အယောင်မှာရှေ့မှာကြားကြီးတကောင်နဲ့ပတ်ပင်းတိုးမိကြတော့တယ်အဲ့ဒီအခါမှာဒေါ်ဘုတ်လည်းတစ္ဆာဆူခဲ့တာကိုအမှတ်ရလို့ကြားကြီးကိုစီစီကြည့်တယ် သူရဲ့စိတ်ထဲမှာမျက်စံထုံးကိုကူပါခဲ့ပါဆိုပြီးတော့လေမပြောတော့ပဲတစ္ဆာပြုတ်ခဲ့သလိုပဲကြားစာဖြစ်လို့ကဖြစ်စီတော့လို့တွေးထားတယ်။အဲဒီတော့တောင်ဝေးကလေးကအထုတ်ကိုချိတ်ရင်နဲ့ကြားကြည့်ရှိရသူတလန်ညင်တိုးသွားခဲ့တယ်။မျက်စံထုံးကလည်းဒေါ်ဘုံရဲ့တစ္ဆာကိုစမ်းသက်လို့လို့ဘာမှမပြောပဲခက်တီတီသာကြည့်နေလိုက်တယ်။အဲဒီတော့ကြားကြီးကလည်းတလန်ညင်ရှေ့တိုးလာသလိုဒေါ်ဘုံကလည်းနောက်မဆုတ်ခဲ့ဘူး။ကြားနဲ့လို့အလွန်နီးကပ်လာချိန်မှာကြားရဲ့လှုပ်ရှားမှုကပုံမလင်းမြန်လာပြီးတော့ဒေါ်ဘုံအနီးကိုပြေးဝင်လာခဲ့တယ်။ အဲဒီနောက်အနေနဲ့မပြုတ်ပဲကြားကြည့်ရအောင်ကလေးတကောင်ကဲ့သို့ပြုတ်မှုနေတာကိုတွေ့ရလို့မျက်စံထွန်းလေးပြုံးပြီးတော့ကြည့်နေမိတယ်ပေါ်လာတက်လာနဲ့ကြားကြည့်ရဒေါ်ဘုတ်အနီတော်လာရင်းနဲ့အရှိကနေလမ်းပြသဖြင့်မျက်စံထွန်းတဲ့ဒေါ်ဘုတ်လည်းကြားကြီးနောက်ကိုလိုက်ခဲ့ကြတော့လာလန်းထပ်ဖို့ပြီးတော့အမြန်ထွက်နိုင်ခဲ့ကြတယ်တောဆက်ကိုရောက်တာနဲ့ကြားကြီးမှတော်တယ်ပြန်ဝင်သွားတာကြောင့်မျက်စံထွန်းတဲ့ဒေါ်ဘုတ်တို့လည်းပုပ်ပါတောင်ကြီးကိုကြောခိုင်းရင်းနဲ့အေရီမျက်ရှိရာကိုခြေဦးတည်ခဲ့ကြတော့ရီဟုတ်ကဲ့ပါရှင် ဒီကနေ့ကျမတို့ channel ရဲ့တင်ဆက်မှုကတော့ဒီမှာနေပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။နောက်ဆက်ပြီးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။ဆက်လက်ကောင်းတွေနဲ့ပြန်ဆောင်ပါမယ်။